မင်္ဂလာပါခင်ဗျာ The Will Power မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ရေပေါ်ရအပြင်တင်းရနေလုံးကတရက်ကိုအချိန်3သိန်းလောက်ခုန်ပြီးတော့မှလီတာ8500လောက်သွေးပမာဏကိုညှစ်ထုတ်ပေးပါရစေ။စက္ကန့်40တိုင်းမှာဒီကဘာပေါ်ကလူတစ်ယောက်ကနှလုံးပေါက်တဲ့ရောဂါကိုခံစားနေရပါတယ်။ကျွန်တော်တို့ကကျန်းမာခြင်းစီလက်တပါလို့ပြောနေကြပါတယ်။ဒါကိုတွေ့ကြလိုက်က အောင်မြင်ခြင်းပတ်စံအိမ်မက်တီဆိုတာကတင်းရခန္ဓာကိုကျန်းမာမနေဘူးဆိုရင်ဘာမှအသုံးမဝင်ပါဘူး။ မင်္ဂလာပါမိတ်ဆွေတို့ဒီကနေ့မှာတော့ကျွန်တော်တို့အတွက်စိတ်မကောင်းစရာသတင်းတစ်ခုကပေါ်ထွက်လာခဲ့ပါတယ်ကျွန်တော်တို့ chainId တဲ့နာမည်ကြီးအဆိုတော်အထည်သူရုတ်တရက်ကွယ်လွန်မှုကကျွန်တော်တို့ကိုအံ့ဩစေရပါတယ်ဒီပွဲမှာကျွန်တော်နည်းနည်းထူးခြားလေးရအောင်လုပ်ချင်တယ်နော်အာထူးခြားတော့တခုစီစဉ်တာရှိတယ် surprise ပေါ့နော်ဒီပွဲမှာကျွန်တော်တို့ဘဝမှာပထမဆုံးနဲ့နောက်ဆုံးချိန်ဆိုမဲ့တစ်ချိန်တစ်ပုဒ်ရှိရဒါက surprise ပေါ့သူက rock guitar metal dy တခုရဲ့ဖိနှိုင်း association တယောက်ဖြစ်ပါတယ်အဒီနိုရဲ့ Fever 109 Band က2005ခုနှစ်ဝန်ကျင်ကစတင်ပေါ်ပေါက်ခဲ့တဲ့မြန်မာပြည်ကခဲ့တဲ့ Metal Guitar Log Band တွေထဲမှာအစောဆုံး Guitar ဘွဲဖြစ်ပါတယ်။မြန်မာ Metal ခိုးတွေကမိထားလို့မရတဲ့ Fever 109လို့အတိအမှတ်ပြုပြောဆိုလို့ရှိကြပါတယ်။ Guitar သဒ္ဒန်19နှစ်ရှိပြီဖြစ်တဲ့ Fever 109 Band ကအထင်တော်အပါဝင်ဖွင့်ဝင်အများစုရဲ့ကျမ်းမာရေးပြဿနာတွေနဲ့ပရိသတ်တွေရဲ့မြင်ကွင်းကနေအတန်းကြာပြောင်းနေခဲ့ပြီးအခုနှစ်ပိုင်းမှာသချင်း album တင်တဲ့ ပြန်ထွက်လာခဲ့တာပါ။ဒါပေမဲ့အရင်ဆုံးဒီဗီဒီယိုကိုကြည့်လိုက်ပါ။အော်တိုဘာ25ရက်ညပိုင်းမှာရန်ကုန်မြို့အရှိပိုင်းက Event Park မှာအစောရအဒီနိုကဆင်မမာတီဆူဖျော်ပြနေတာကို တွေ့ရမှာပါ။သူက EDS DY နဲ့တူတီဆူဖျော်ပြနေခဲ့တာဖြစ်ပြီးတော့ဒီဘွဲကနှုတ်ဆက်ဖျော်ပြပွဲဖြစ်တယ်လို့အဆိုရှင်ကမငုံနေတော့ဆိုတဲ့တခြင်းကိုသိဆိုနေခဲ့တာပါ။ဒါပေမဲ့ရုတ်တရက်ကိုပဲမိုက်ကိုကန်ပြီးတော့မှသတင်းစွန်နေင်းကနေလဲကျသွားခဲ့ပါတယ် ဘာကြောင့်ဒီလိုလဲကျသွားတယ်ဆိုတာကိုလည်းဘယ်သူမှမသိခဲ့ကြပါဘူး။သူ့ရဲ့ဘေးကိုချက်ချင်းလူတွေရောက်လာပြီးတော့ CPR နီးလနဲ့ခဲ့တင်မှုစူးစမ်းခဲ့ကြပါတယ်။ CPR ဆိုတာကတော့ Cardio Pulmonary Resuscitation ကိုအတူကောက်ခေါ်ဆိုတာဖြစ်ပြီးတော့မှဒါကလူတယောက်ရုပ်တရက်နှလုံးခုန်ရက်သွားတာသို့မဟုတ်အသက်ရှူရက်သွားတဲ့အခြေအနေမျိုးမှာအရေးပေါ်အသက်ကနီးလနဲ့ကိုပြစ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကကျွမ်းကျင်တဲ့ကုသသူတွေမလာမချင်းအုံနောက်နဲ့ခန္ဓာကိုယ်ရဲ့အရေးကြီးအင်္ဂါတွေမှာ သွေးနဲ့အောက်ဆီဂျင်မပြတ်သွားစေဖို့ဖြစ်ပါတယ်။ဒါပေမဲ့အခြေအနေတွေကပိုပြီးဆိုးလာတဲ့အတွက်အဖွဲ့သားတွေကသူ့ကိုဆံပြဆေးဝင်ခေါ်ဆောင်သွားခဲ့ပြီးအသက်ကမမီခဲ့ပါဘူး။ဒီလိုမျိုးရုတ်တရက်လဲကျသေးဆုံးသွားခြင်းကနှလုံးဖောက်သွားတာကြောင့်ဖြစ်ပါတယ်။ဒီစကားလုံးကကျွန်တော်တို့တွေနဲ့မဆိုင်တဲ့စကားလုံးပါ။ဒါပေမဲ့ဘာကြောင့်ဒီလိုဖြစ်ရလဲ။ဘာကြောင့်ဒီလိုအခြေအနေတွေများလာရလဲဆိုတာကိုတော့ဘယ်သူကမှမသိကြပါဘူး။ထားကြလေဒီနေ့ဗီဒီယိုမှာဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုကျွန်တော်တို့လက်လန်းမိသလောက်တွေ့ပြပေးတော့မှာဖြစ်ပါတယ် ။ဒေချင်းတရားဆိုတာကခံမလို့မရပါဘူး။ခွေးတော်လည်းမဆန့်ခင်ဆန်တော်လည်းမခွေးခင်ဆိုရက်မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်ရှိပါလေ။ဒီကရတဲ့သတင်းစကားအချို့ရအဒီတော့ကနှလုံးယောဂါကိုပြင်းပြင်းထန်ထန်ခံစားနေရသူဖြစ်ပြီးတော့နှလုံးသွေးကြောပိတ်ယောဂါကိုတော်တော်ကုသထားရတာပါ။နှလုံးမှာ heart stand နှချောင်းထည့်ထားရပါလေ။သူပြန်ကောင်းလာပြီမဲ့အရန်ကိုဂရုစိုက်နေရတဲ့ကျမ်းမာရဲ့အခြေအနေတစ်ခုပါ။ဒီနေရာမှာစိတ်မကောင်းစရာတစ်ခုကိုမိတ်ဆွေတို့ ောပြပါရစေ။ဒီလိုစင်ပေါ်မှာသချင်းဆိုရင်ကဒီလိုနှလုံးရောဂါကိုခံစားသွားကြရတာအစတော့အဒီနိုတယောက်ပဲမဟုတ်ပါဘူး။ဒီဗီဒီယိုကိုကြည့်ပါ။ဒီဗီဒီယိုကလွန်ခဲ့တဲ့3နှစ်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုတဲကလူကအိန္ဒိယနိုင်ငံကနာမည်ကြီးအစတော့ KK ဆိုတဲ့လူပါ။သူကလည်းပဲစင်ပေါ်မှာဖြောပြနေရင်းကနေရုတ်တရက်နေလို့မကောင်းတာကြောင့်ပွဲကိုချက်ချင်းပဲရပ်တန့်ခဲ့ရပြီ။သူ့ရဲ့ဖွဲ့ကသူ့ကိုဆေးရုံကိုခေါ်သွားပြီးခဲ့ပါတယ်။ ။ဒါပေမဲ့ဆင်းရုံကိုရောက်တော့အသက်မရှိတော့ဘူးလို့ပဲဆရာဝန်တွေကပြောခဲ့ပါတယ်။အချောင်းရင်းကတော့နှလုံးရောဂါဖောက်သွားတာကြောင့်ပါ။နောက်ထပ်ဗီဒီယိုတစ်ခုကိုလည်းကြည့်ပါဦး။သူကလည်းပဲအသက်23နှစ်အရွယ်အိန္ဒိယနိုင်ငံကမင်္ဂလီတယောက်ဖြစ်ပြီးတော့သူရဲ့ဝန်ကွဲမင်္ဂလာဆောင်မှာကခုန်နေခဲ့တာပါ။ဒါပေမဲ့ရုတ်တရက်ကိုပဲလဲချသွားပြီးအသက်ပါသွားခဲ့ပါတယ်။ဘာကြောင့်လို့ထင်ပါသလဲ။သူလည်းပဲနှလုံးရောဂါကြောင့်ပါပဲ။ဒီလိုမျိုးရုတ်တရက်လဲချသေးဆုံးနေရတာတွေရဲ့အကြောင်းရင်းကနှလုံးရောဂါကြောင့်ပါ။ဒီထက်မကတဲ့ဥပမာတွေ ပြစရာအများကြီးရှိပြီမယ်လို့အရေးကြီးဆုံးကတော့နှလုံးပေါက်တယ်ဆိုတာဘာလဲဘာကြောင့်ဖြစ်ရတာလဲဆိုတာပါပဲဒီအကြောင်းကိုကြည့်ရအောင် လက်ရှိကမ္ဘာကြီးပေါ်မှာနှစ်တိုင်းနှလုံးယောဂနဲ့နှလုံးသွေးကြောဆိုင်ရာယောဂတွေကြောင့်သေဆုံးနေသူတွေက9000တန်းလောက်ရှိပါတယ်ဒီယောဂတွေကနှလုံးပေါက်ခြင်းနဲ့လေပြတ်ခြင်းလိုမျိုးကမ္ဘာနံပါတ်1လူသေမှုအကြောင်းအရာတွေကိုဖြစ်စေပါတယ်ဒါဆိုရင်နှလုံးယောဂဖြစ်ရတဲ့အကြောင်းရင်းကဘာလဲခန္ဓာကိုယ်ကအခြားကြွက်သားတွေလိုပဲနှလုံးကလည်းအောက်ဆီဂျင်ကိုလိုပြီးတော့မှ နှလုံးဖောင်းနေခြင်းမှာသွေးကြောတွေကအစီအဆိုင်ခေးတွေကြောင့်လုံလောက်တဲ့အောက်ဆီဂျင်ကိုနှလုံးကမရပါဘူးဒီသွေးကြောတွေကအောက်ဆီဂျင်ပယ်ထားတဲ့သွေးတွေကိုနှလုံးထဲကိုတည်ဆောင်ပေးတာဖြစ်ပါတယ်ဒီအဆိုင်ခေးတွေကကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှလိုက်ကြီးလာပြီးတော့တစ်ခါတည်းမှာအရွယ်စားကြီးမှမာကျောလာတတ်တယ်လို့သွေးကြောရောင်ရမ်းတာမျိုးတွေကိုတော့မှဖြစ်စီတတ်ပါတယ်ဒီလိုကနေဒီအဆိုင်ခေးတွေကသွေးကြောပိတ်တဲ့အခြေအနေထိရောက်ရှိလာတတ်ပါတယ်တကယ်လို့သာအဆိုင်ခေးတစ်ခုကသွေးကြောကိုပပပြဲသွားစေတာမျိုးအပ်သွားစေတာမျိုးဆိုရင် ပုံမှန်အားဖြင့်ဒီနေရာနီးမှာမင်းနဲ့ပိုင်အတွင်းသွေးစုဝေးလာပြီးတော့မှသွေးကြောတွေကိုပိတ်သွားစေနိုင်ပါတယ်။ဒီလိုအချိန်မျိုးမှာနှလုံးကြွက်သားတွေကိုအောက်ဆီဂျင်ကမရောက်တော့တဲ့အတွက်အောက်ဆီဂျင်အမြဲအသုံးပြုနေရတဲ့ cell တွေကမင်းနဲ့ပိုင်အတွင်းမှာပဲသေဆုံးသွားကြပါတယ်။ဒီလိုအချိန်ဒီကို myocardial infarction သို့မဟုတ်နှလုံးဖောက်ခြင်းလို့ခေါ်ပါတယ်။တကယ်လို့သာကုသမှုမရှိဘူးဆိုရင် အချိန်ဒီကပုံပြီးတော့မှဆိုးသွားနိုင်ပါတယ်။ထဲရရသွားတဲ့ကြွက်သားတွေကသွေးကိုညှက်ထုတ်မပေးနိုင်လို့တို့ သူ့ရဲ့ဈေးကြက်ကလည်းပြတ်သွားပါတယ်အဆိုးဆုံးအခြေအနေတွေမှာနှလုံးဖောက်ခြင်းကအသက်ကိုတောင်သေးစေနိုင်ပါတယ်ဒါဆိုရင်လူတစ်ယောက်ကနှလုံးဖောက်နေလားဆိုတော့ကိုဘယ်လိုသိနိုင်မလဲအသီးသားဆုံးလက္ခဏာကတော့အောက်ဆီဂျင်မဝတဲ့နှလုံးကြွက်သားတွေကြောင့်ရေဘက်အောင့်တာပါပဲလူနာတွေရဲ့ပြောကြချက်အရနှလုံးဖောက်ခြင်းမှာရေမကြီးကိုဆွဲညက်ထားတယ်လို့ပဲနာကျင်မှုကဘေဘက်လက်တွေမီးယိုးတွေကြောပြင်းတွေဘိုက်အထိကပြန့်နှံ့သွားနိုင်ပြီးတော့ရုပ်ရှင်တွေကလည်းရုတ်တရက်ကြီးထားပြတာတော့မဟုတ်ပါဘူးတချို့လူတွေဆိုရင်မူးဝေတာ အသက်ရှူမဝလာမျိုးတွေဖြစ်ပါတယ်။အမျိုးသမီးတွေနဲ့အသက်ကြီးသူတွေစီမှာလက္ခဏာကတိတ်ပြီးမထင်ရှားပါဘူး။သူတို့အတွက်ကတော့အားနည်းနေပြီးပင်ပန်းနေတာမျိုးကအကြီးကလက္ခဏာဖြစ်နေပါတယ်။ပြီးတော့အံ့ဩစရာကောင်းတာကလူအများစုမှာအထူးသဖြင့်စီဂျိုရှိသူတွေမှာနှလုံးပေါက်တာကိုမသိကြတာမျိုးတွေရှိပါတယ်။ဒါကြောင့်လဲဆိုတော့စီဂျိုကနာကျင်မှုကိုမသိရအောင်လို့အာယုံကြောတွေကိုထိခိုက်စေတာကြောင့်ပါ။တကယ်လို့သင်ရဲ့ပတ်ဝန်းကျင်မှာလူတစ်ယောက်ကနှလုံးပေါက်နေပြီဆိုရင်အမြန်ဆုံးတုံ့ပြန်ခြင်းကအရေးကြီးဆုံးပါပဲ။ တကယ်လို့မိတ်ဆွေကအရေးပေါ်စေကုသရဲ့အဖွဲ့တွေကိုခေါ်နိုင်နေဆိုရင်အမြန်ဆုံးခေါ်ယူပါတို့တို့ကဆေးရုံရောက်ဖို့အမြန်ဆုံးနေလမ်းပါသွေးကျဲစေတဲ့ aspirin ဆေးတောက်တာသွေးကြောပွင့်စေတဲ့ natural glycerin တောက်တာကနှလုံးဖောက်ခြင်းကိုတတ်တာစေနိုင်ပါတယ်အရေးပေါ်ကုသရေးမှာဆရာဝန်တွေကနှလုံးရောဂါကိုကုသပေးနိုင်ပါတယ်တို့တို့က electrocardiogram ကိုသုံးပြီးတော့မှနှလုံးရဲ့ခုန်နှုန်းတွေကိုတိုင်းတာလေးရှိသလို့ ။သွေးစစ်ချက်တွေကိုကြည့်ပြီးနှလုံးကြွက်သားဘလောက်ပျက်စီးသွားတယ်ဆိုတာကိုသိနိုင်ပါတယ်။ပြီးတော့လူနာကိုအစင်းမြေနှလုံးတိုင်းတားရေးစက်တင်နဲ့တိုင်းတားပြီးတော့သွေးကြောပိတ်နေတဲ့နေရာကိုရှာဖွေပါတယ်။နှလုံးထုတ်ခုဆရာဝန်တွေကပိတ်နေတဲ့သွေးကြောကိုလေတိုးပူပေါင်းလို့ကုသရေးပစ္စည်းနဲ့ပြန်ဖွင့်ပေးနိုင်ပြီးဒီနည်းလမ်းကို angioplasty လို့ခေါ်ပါတယ်။မကြာခဏဆိုသလိုပဲသူတို့ကတန်သုံးဖို့ပေါ်လီမာပိုက်ကိုထည့်ပြီးတော့လေသွေးကြောကိုထပ်မပိတ်အောင်ထိန်းသိမ်းထားနိုင်ပါတယ်။အရန်ပြက်တဲ့သွေးကြောပိတ်မှုတွေမှာတော့ coronary artery bypass surgery ကိုပြုလုပ်ဖို့လိုအပ်ပါလိမ့်မယ်။ဒီနည်းလမ်းကခန္ဓာကိုယ်ရဲ့တခြားနေရာကနေသွေးကြောကိုယူပြီးတော့နှလုံးထုတ်ကိုဆရာဝန်တွေကသွေးသွားနိုင်အောင်လမ်းဖော်ပြီးတဲ့သဘောဖြစ်ပါလိမ့်မယ်။ဒီကုသဏီကသွေးကိုအရင်တိုင်းဆက်လက်လည်ပတ်နိုင်စေပြီးနှလုံးရဲ့လှုပ်ဆောင်ချက်ကိုပုံမှန်ဖြစ်စေပါလိမ့်မယ်။နှလုံးပေါက်ခြင်းကိုကုသဖို့အတွက်နည်းလမ်းတွေကထိုးတက်နေပါလိမ့်မယ်။ဒါပေမဲ့ကာကွယ်ခြင်းကအရေးကြီးဆုံးပါပဲ။မျိုးဗီဇနဲ့ဘဝနေထိုင်ပုံတွေကသင်ရဲ့နှလုံးရောဂါပြင်နိုင်ခြင်းနှုန်းပေါ်မှာသက်ရောက်မှုရှိပါလိမ့်မယ်။ ပြီးတော့ဘဝနေထိုင်ပုံဆိုတာကသင်ရဲ့ထင်းချုံမှုအောက်မှာပါလေ့ကျင့်ခန်းကျမ်းမာတဲ့စာသားမှုပုံစံကိုယ်လေ့ကျင့်ရှင်းချခြင်းဓာရီအလုံးကနှလုံးရောဂါရှိရှိမရှိရှိနှလုံးဖောက်ခြင်းဖြစ်ပေါ်နိုင်ခြင်းကိုရှင်းနေစေပါတယ်ဆရာဝန်တွေကတပတ်ကိုရန်နေတဲ့လောက်လေ့ကျင့်ခန်းလုပ်တာအီရိုဘစ်လုပ်တာခေါင်းအားလေ့ကျင့်မှုလုပ်ဖို့အတွက်အကြံပေးထားပါတယ်တခြားပါဝင်မှုများတဲ့အစားအစာတွေပြေဝါစီကနှလုံးအတွက်မကောင်းတဲ့အစားအသောက်တွေပါဒီတော့မိတ်ဆွေကဘာစားရမလဲအနည်းအောင်အသားတွေညီပဲအော်မွန်စိတ်လိုအစီအစိတ်များတဲ့အစီအစံတွေ အရာတွေအစားအမြင်ဓာတ်များတဲ့အစားအစာတွေကျက်သားငါစားရတွေကိုတိုးစားပါကောင်းမွန်တဲ့အစာအာဟာရနဲ့လေ့ကျင့်ခန်းတွေကသင်ရကိုလေ့ကျင့်ကိုကျမ်းမာတဲ့အတိုင်းအတာတွေမှာထိန်းထားပေးနိုင်ပါတယ်ဒါကလည်းသင်ကိုနှလုံးရောဂါမဖြစ်စေဖို့ကာကွယ်ပေးပါလိမ့်မယ်ပြီးတော့လည်းဆေးတွေကကုညီကာကွယ်ပေးမယ်ဆိုတာကတော့ပြောနေစရာတော့မလိုပါဘူးများသောအားဖြင့်ဆရာဝန်တွေကပမာဏနေပါတဲ့အက်စပရင်ဆေးကိုညွှန်တတ်ကြပါတယ်ဥပမာပြောရရင်နှလုံးဖောက်ဖူးတဲ့လူနာတယောက်ချက်ပြဖို့အလားအလာများတဲ့လူတွေကိုဒီလိုညွှန်ကြပါတယ် ပြီးတော့လေသွေးပေါင်ချိန်များတာကိုလက်စထရောများတာဆီးချိုရှိရလိုမျိုးအကြောင်းအရာတွေကိုလည်းဆေးတွေကကူညီထိန်းချုပ်ပေးနေပါတယ်။နှလုံးရောဂါဆိုတာအဖြစ်များတယ်ဆိုပေမဲ့မဖြစ်မနေကြီးကိုလည်းခံစားစရာမလိုပါဘူး။ကျန်းမာစွာစားဆက်လိမတောင်းနဲ့ခန္ဓာကိုယ်ကိုထင်းသိမ်းကောင်းမွန်စွာအိပ်ပြီးပျော်ပျော်နေမယ်ဆိုရင်သင်ရဲ့ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအရာကအဆင်ပြေနေပါလိမ့်မယ်။ကျွန်တော်ကြံပေးချင်တာကတော့နေ့တိုင်းကျွန်တော်တို့အိပ်ရာနိုးတာနဲ့စပီးပြေးပါ။အလုပ်ကိုပဲဖြစ်ဖြစ်ကျောင်းကိုပဲဖြစ်ဖြစ်သင်ရဲ့ပန်းတိုင်ကဘယ်ကိုပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကတကုတ်ကိုမနာခြင်းမကြိုးပဲ့သည့်ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုဆန်းစစ်ဖို့မိနေတတ်ကြပါတယ်။ရင်ဘက်နည်းနည်းအောင့်တာလေးတွေတနေ့လောက်ထမင်းမစားတာတွေတညလောက်မအိပ်တာတွေစားတဲ့လက္ခဏာလေးတွေကိုကျွန်တော်တို့သတိမထားမိတတ်ကြပါဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကျွန်တော်တို့မိနေသမျှကိုသတိရပါတယ်။စက္ကန့်40တိုင်းမှာကဘာမှမလူတစ်ယောက်ကနှလုံးပေါက်တဲ့ဝေဒနာကိုခံစားနေရပါတယ်။မိနစ်တိုင်းမှာတစုံတစ်ယောက်ရဲ့ဘဝကပြောင်းလဲနေတယ်၊ဒုမုတ်အဆုံးသတ်နေပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့က ချမ်းမာရေးဆိုတဲ့ရိုးရှင်းတဲ့အရာလေးကိုဂရုမစိုက်ကြတာကြောင့်ပါကျွန်တော်တို့ကစားမြင်မြန်သွားမြင်မြန်ကိုပဲရှင်းတန်းနေကြတယ်ဒါပေမဲ့သင်ရဲ့ခန္ဓာကိုယ်လေးကတိတိကလေးခုံနေတဲ့နှလုံးကြွက်သားသေးသေးလေးကအချိန်ကြာကြီးတမ်းမခံနိုင်ပါဘူးသူကအစမပြတ်အလုပ်လုပ်ပြီးတော့တနေ့ကိုအချိန်တစ်သိန်းလောက်ခုံပြီးသင်ကိုရှင်းတန်းနေစီတာပါဒီအတွက်သူပြန်တောင်းတာကသင်ရဲ့အနည်းငယ်မြသောဂရုစိုက်မှုတွေပဲဖြစ်ပါလေနှလုံးပေါက်တာကအဖိုးကြီးအဖွားကြီးတွေမှာပဲဖြစ်တာမဟုတ်ပါဘူးအသက်၄၀ရွယ်အဖေတွေ30ရွယ်အမေတွေ ဖီးယားတို့ရောက်ကလူငယ်တွေမှာတော့ဖြစ်တတ်ပါတယ်။ရှင်ဘက်အောင်နာအသက်ရှူကြတာတွေကအကြီးဆုံးလက္ခဏာတွေဖြစ်ပြီးတော့များသောအားဖြင့်လက်ဓာတ်တွေကိုဂရုမစပြင်းနဲ့ရှိတတ်ကြပါတယ်။ဒါကြောင့်လည်းဒီယောဂါကိုအတန်တိတ်လူသက်သမားလို့ခေါ်တာပါ။ဒီလိုပြောလို့လေဂျင်မာပဲအချိန်ကြီးကုန်ရမယ်။သို့မဟုတ်အရွက်တွေကိုပဲစားနေရမယ်လို့ပြောတာမဟုတ်ပါဘူး။သင်ကနည်းနည်းလောက်ဂရုစိုက်ဖို့ပဲလိုတာပါ။လမ်းလျှောက်မယ်ရေပိုတောက်မယ်ဒေချာအိပ်မယ်။တခုခုတော့မဟုတ်သေးဘူးလို့ခံစားရပြီဆိုရင်စောင့်မနေပါနဲ့စစ်ဆေးကြည့်လိုက်ပါ။ကျမ်းမာရေးဆိုတာကပြပြေးစုံနေဖို့မလိုပါဘူး။ ရိုးသားသိငယ်တဲ့အလေးချင်းတွေကိုနေ့စဉ်အဆက်မပြတ်လှုပ်ဆောင်နေဖို့ပဲလိုပါတယ်။ဒီအလေးချင်းတွေကိုအသင်စောစောစနိုင်လေအသင်အသက်ပိုရှိလေပါပဲ။ကျွန်တော်တို့ကများသောအားဖြင့်ကျမ်းမာခြင်းဒီလက်တပါလို့ပြောကြပါတယ်။ဒါကိုတွေးကြည့်လိုက်မယ်ဆိုရင်အောင်မြင်ခြင်းပတ်စံအိမ်မက်တွေဆိုတာကသိရခန္ဓာကိုမကျမ်းမာနေဘူးဆိုရင်ဘာမှအသုံးမဝင်ပါဘူး။ဒါကြောင့်သိရခန္ဓာကိုခရူးဆိုင်ပါနားထောင်ပါ။ဘာကြောင့်လဲဆိုတော့တနေ့ကျရင်တကယ်အရေးကြီးတာကကျမ်းမာရွေးဆိုတာကိုအသင်သိလာပါလိမ့်မယ်။ဒါကြောင့်ကျမ်းမာရွေးကိုခရူးဆိုင်ပါအတိတကားကိုဖွင့်ထားပါ။ နောက်တဲ့ဗီဒီယိုမှာပြန်ဆုံကြပါမယ်ခင်ဗျာ